ိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာအော်တိုဝါ10ရက်က Ristars ကခုနှစ်တက်သမ4ပြင်းအားရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ပြီးလူတအုပ်ထံမှနေတည်ဆုံခဲ့ကဒေသဆိုင်ရာဆူနာမီသတိပေးချက်တွေထုတ်ပြန်ထားပေမဲ့လည်းနောက်ပိုင်းမှာပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။မင်ဒါနာဝဒေသမှာရှိတဲ့မာနေကန်လွန်ကနေ12မိုင်ခန့်အကွာမှာဒေသစံတော်ချိန်မနက်9:43မိနစ်ကလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ American ဘူမိတိုင်းထွာရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ငလင်ဘိုဟုတ်ကျအနီးမှာရှိတဲ့လူကြီးအချက်ချာကြားတဲ့မာတီမြို့မှာနေရတခုပြိုကျခဲ့တာကြောင့်လူတဦးသေဆုံးခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်ဖိလစ်ပိုင်အာနာမိုင်တွေကဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပြီးလိုင်းအမြင့်3မီတာ7ဘီအထိရှိနိုင်တယ်လို့ယူဆရတဲ့နိုင်ငံအရှိတ်ဘက်ပင်လယ်ကမ်းရိုးတန်းမှာရှိတဲ့ဒေသခံတွေကဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ကြဖို့အမိန့်ထုတ်ပြန်ခဲ့ပါရယ်ဒါပေမဲ့နေ့လည်ကင်းအချိန်မှာ Pacific Tsunami သတိပေးစင်တာကဖိလစ်ပိုင်ပါလာအူနဲ့အင်ဒိုနီးရှားအတွက်ဆူနာမီသတိပေးချက်ကိုပြန်လည်ရုပ်သိမ်းခဲ့ပြီးငလင်းကြောင့် ဆူနာမီချိန်ချောက်မှုအန္တရာယ်မရှိတော့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။မြို့တော်ခမ်းမမှာပြုလုပ်တဲ့အစွန်ရပွဲအခမ်းအနားတစ်ခုမှာငလင်ကြောင့်လူတွေဟာအထိတ်တလန့်နဲ့အော်ဟစ်ပြင်းလွားခဲ့ရာကြောင့် ဖျော်ဖျဲဖြစ်ခဲ့ကြောင်းမာနီရဲ့အနောက်ဘက်မှာရှိတဲ့တာကန်မြို့ကဒေသခံတာဝန်ရှိသူတို့ကပြောပါရယ်ငလင်လုတ်ခတ်ချိန်မှာအမြင့်202မီတာရှိတဲ့ခရစ်စမတ်သစ်ပင်ကိုအလှဆင်နေတဲ့အလုပ်သမားတွေအလင်းမြန်ပြေးဆင်းလာတဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုမီဒီယာမှာပြန့်နှံ့နေပြီးကာစီကဒီဖြစ်စဉ်ကိုအတည်ပြုထားပါရယ်တခြားမျက်မြင်တွေ့ရှိသူတွေက၎င်းတို့ဟာစာတင်ကြောင်းတွေရုံးအဆောက်အုံတွေနဲ့ဈေးဝယ်စင်တာတွေကနေလူတွေပြေးထွက်လာကြတာကိုမြင်တွေ့ခဲ့ကြောင်းပြောပြခဲ့ပါရယ် ငလင်းလုံခတ်မှုကြောင့်အသေးစားပျက်စီးမှုတချို့ရှိနိုင်တယ်လို့၎င်းတို့ကပြောပြခဲ့ပါတယ်။လျှက်စက်ဓာတ်လိုင်းနဲ့ဆက်သွယ်ရေးလိုင်းတွေပျက်စီးမှုရှိခဲ့ပြီးအာဏာပိုင်တွေကတချို့နေရာတွေမှာရှိတဲ့အပြက်အစည်းတွေကိုပြန်လည်ပြုပြင်နိုင်ဖို့ကြိုးပမ်းလျက်ရှိတယ်လို့ဒါပေါင်းအရှိတ်ပြည်နယ်ကရဲအရာရှိဒါရနီလိုကော်တာကပြောပါတယ်။နောက်ထပ်သတိပေးချက်မထုတ်ပြန်ခင်အချိန်အထိစာတင်ကြောင်းတွေကိုဖွင့်လှစ်မှုကိုဆိုင်းငံ့ထားပြီးမရှိမဖြစ်မလိုအပ်တဲ့အစိုးရဝန်ထမ်းတွေကိုနေရင်တွေကိုပြန်လွှတ်ခဲ့ကြောင်းပြည်내အစိုးရကပြောပါရယ်။မာနေဒေတာအနည်း ွန်ပေါ့စ်တယ်လာမြို့မှာနေထိုင်တဲ့ဆီယမတအူဖြစ်သူကအင်အားပြေးငလင်လှုပ်ခတ်ချိန်မှာသူဟာအွန်လိုင်းကနေအစီအွေပြုလုပ်နေခြင်းဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ပထမပိုင်းတော့ဖြည်းဖြည်းလေးလှုပ်နေပြီးနောက်ပိုင်းအားပြင်းလာပါတယ်။ကျွန်မဘဝမှာအကြဆုံးငလင်လှုပ်ခတ်မှုပါ။လှုပ်တာပြင်းလွန်လို့အဆောင်အုံတွေကချက်ချင်းလမ်းလျှောက်ထွက်လို့တော့မရပါဘူးလို့၎င်းကဆိုပါတယ်။ရုံကဲမျက်နှာချက်တချို့ပြိုကျလာပေမဲ့ကံကောင်းလို့ထင်ရရသူမရှိပါဘူးလို့လည်းပြောပြခဲ့ပါတယ်။